် McKinsey Global Institute ရဲ့လေ့လာတွေ့ရှိချက်အရဒီ AI တိုးတက်ပြောင်းလဲမှုတွေကြောင်းလာမယ့်2030အတွင်းမှာအလုပ်သမားတန်400နဲ့800ကျားကအလုပ်ကိုင်ဆုံးရှုံးမှုတွေဖြစ်ပေါ်မယ်လို့တွေ့ရှိထားပါပြီးတော့အလုပ်သမားတန်း300ကနေတန်း300ကျော်ကအလုပ်အကင်ပြောင်းလဲရတာမျိုးတွေကြုံတွေ့ရနိုင်တယ်လို့ ထောက်ပြထားပါတယ်ဘာလို့လဲဆိုတော့အလုံးပြီးတဲ့အတိုင်းပဲဒီနေ့နော်နေရာတိုင်းမှာကြားနေရတဲ့ AI တွေ AI revolution တွေကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့မှာဒီ AI တွေရဲ့ဘောနော်အထူးသဖြင့်ပညာရေးနဲ့အလုပ်အကိုင်မှာကြုံတွေ့နိုင်တဲ့နော်ရိုက်ခတ်မှုတွေနဲ့ကျွန်တော်တအူးချင်းစီအနေနဲ့ဘယ်လိုများနော်ပြင်ဆင်ထားနိုင်မလဲဆိုတဲ့ဟာလေးကိုဒီနေ့နည်းနည်းဆွေးနွေးချင်ပါတယ် မောက်ဆုံးပညာရေးပေါ်မှာဒီ AI အထူးသဖြင့်ဒီ AI model တွေဖြစ်တဲ့ ChatGPT တို့ DeepSeek တို့ဘောနော် Gemini တို့ Claude တို့လို့ဒီ AI model တွေရဲ့အကျိုးသိအောင်မှုတွေကိုပညာရှင်တွေကနော်ဘယ်လိုတွေ့ရှိလဲဆိုတော့ကောင်းတဲ့အပိုင်းတွေရှိတယ်လို့ဆိုးတဲ့အပိုင်းတွေရှိတယ်လို့သူတို့ကမြင်ကြတယ်။ကောင်းတဲ့အပိုင်းတွေကကြတော့ဥပမာចောင်းသားတွေတွေ့ပေါ့နော်။ကောင်းတဲ့အပိုင်းတွေကဘာလဲဆိုတော့ personalized learning လို့ခေါ်တယ် အူချင်းနေအနေနဲ့လိလာတင်ယူမှုအပိုင်းမှာပို့ပြီးတော့မှမြန်ဆန်လွယ်ကူတဲ့ဟာလေးတွေရှိတယ်။ဥပမာဟိုတုန်းကတညလုံးထိုင်ပြီးရေခဲ့တဲ့အစီတွေကအခုဆိုရင်ပို့ပြီးတော့မှပေါ့နော်ဒီနိုင်ရီအပိုင်းမဟုတ်ရင်တော့မှပို့ပို့ပို့ပြီးလွယ်ကူမြန်ဆန်စွာနဲ့ရေးလို့ရတယ်။ပြီးတော့မှဟိုတုန်းကနော်အီးမေးလ်တွေရေးပြီးတော့အချိန်ကုန်ခဲ့တဲ့ဟာတွေအခုချိန်မှာအချိန်တိုအတွင်းမှာအီးမေးလ်တွေ drop လုပ်လို့ရတယ်။ပြီးတော့မှ တခြားခက်ခဲတဲ့ဘာသာရပ်တွေပေါ့နော်ဥပမာ science တွေ math တွေ logic တွေ philosophy စတဲ့ခက်ခဲတဲ့ဘာသာရပ်တွေမှာလည်းကျွန်တော်တို့ ChatGPT တို့တွေကိုကျွန်တော်တို့မေးပြီးတော့မှနော်ဒီအာပို့ပြီးတော့မှအသေးစိတ်မေးပြီးတော့လေ့လာလို့ရတယ်ပြီးတော့မှကိုရေးတဲ့ essay တွေကိုလည်းကို feedback တွေတောင်းလို့ရတယ်ဆရက်ဘောနော်ဒီကို့အတွက်အထောက်အကူပြုတဲ့ tool အနေနဲ့အများကြီးတောင်းလို့ရတဲ့အပိုင်းတွေရှိတယ်တစ်ဖက်မှာကြတော့ အာဆိုးတဲ့အပိုင်းတွေကပါလဲဆိုတော့တချို့အကြောင်းသားတွေကလွယ်လွယ်နဲ့ပေါ့နော်ဒီ ChatGPT ပေါ်မှာမူတည်ပြီးတော့မှအာစာမပွဲတွေ assignment တွေမှာခိုးချတဲ့အဟာမျိုးတွေရှိတယ်။အလိုနဲ့အာ critical thinking ပိုင်းတွေ creativity ပိုင်းတွေမှာအကြောင်းသားတွေပဲကနေရော့ကျသွားတဲ့ဟာတွေလေးတွေရှိတယ်လို့ထောက်ပြကြတယ်။တစ်ဖက်မှာကျတော့ဒီအလုပ်အကင်ပိုင်းမှာကျတော့ဘာကျိုးတရားမှုတွေရှိလဲဆိုတော့လွန်ခဲ့တဲ့ မကြသေးခင်က report တွေရပါတော့ဒီလာမဲ့တနည်းနည်းအတွက်မှာ entry level job တွေနှစ်ဆရာခိုင်နှုန်းလောက်ပျောက်ကွယ်သွားမယ်လို့သူတို့ခံမှန်ကြတယ် entry level job ဆိုတာကျွန်တော်တို့အာကြောင်းပြီးကစားလူတွေအာဒါမှမဟုတ်လဲ industry အသစ်တစ်ခုကိုပေါ့နော်ဒီဝင်လာမဲ့လူတွေအတွက်ရှာလွယ်လွယ်နဲ့ရတဲ့အလုပ်တွေဖြစ်တယ်ဒါပေမဲ့ဒီအလုပ်တွေကဒီ AI တွေကြောင့်မို့ automation တွေကြောင့်မို့အာ မကြခင်ပေါ့နော်ဒီလာမဲ့တနည်းနည်းအတွင်းမှာတော့မပျောက်ကွယ်သွားဖွယ်ရှိတယ်လို့ပညာရှင်တွေကထောက်ပြကြပါတယ်အဲ့တော့ဒီအလုတ်ကင်တွေထဲမှာအထူးသဖြင့်လွယ်လွယ်နဲ့ပျောက်ကွယ်သွားနိုင်တဲ့အလုတ်တွေကဘာလဲဆိုတော့ဥပမာ customer service လို့အလုတ်တွေပြီးတော့မှ accounting တွေပေါ့နော်ဒီဒီ bank စည်းရီးတွေစတဲ့အာလူရဲ့เนาะ creativity အားနည်းပြီးတော့မှလွယ်လွယ်နဲ့ပေါ့နော်သူရဲ့အားစိတ်ထုတ်ဖို့ပါပဲနဲ့ဒီအာ လုပ်နေရတဲ့အလုပ်တွေတော်တော်များများကတဲ့ဒီ AI ကအစားထိုးဖို့လွယ်ပါလိမ့်မယ်လို့ပြောကြတယ်။တစ်ဖက်မှာကြောက်ဘယ်အလုပ်တွေကခက်ခဲမလဲခက်ခဲဘလို့ဒီအလုပ်တွေကလွယ်လွယ်နဲ့ပေါ့နော်ဒီအစားထိုးလို့မရလဲဆိုဥပမာဒေါက်တာတွေ nurse တွေနော် patient care တွေအာဒါမို့လဲကျောင်းဆရာဆရာမတွေစတဲ့လူနဲ့ပေါ့နော်ဒီလူနဲ့ဆက်ဆံရတဲ့အလုပ်အပိုင်းနေကြတော့အစားထိုးဖို့ခက်တယ်လို့ပြောပါတယ်။အဲ့တော့ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေအနေနဲ့ တော်လောကအလို့ခွန်ထဲမှာရှိတဲ့လူတွေနဲ့လူတွေအနေနဲ့တော်လောကဒီပေါ့နော်ဒီအာလွယ်လွယ်နဲ့အစားထိုးလို့လုပ်တဲ့အပိုင်းတွေမှာအာပို့ပြီးတော့မှစိတ်အေးအေးနဲ့မနေဘဲနဲ့ပေါ့နော်ဟိုတုန်းကဆိုရင်ဒီအလို့မှာအာလုတ်တဲ့ဆယ်နဲ့ရှိပြီလုတ်တဲ့20ရှိပြီဆိုပြီးတော့ဂုံယူရတဲ့ခစ်မျိုးတွေမရှိတော့ဘဲနဲ့ကိုရောက်နေတဲ့အလို့ထဲမှာလည်းပေါ့နော်ဒီဒီ skill အတက်တည်းအမြဲတမ်းသင်ယူပြီးတော့မှပေါ့နော်အမြဲတမ်းကိုယ့်ကိုကို life long learning လို့ခေါ်တယ်အမြဲတမ်းသင်ယူမှုတွေ လုံနိုင်မှသာကျွန်တော်တို့ရှင်သန်တဲ့အခြေအနေကိုရောက်လာမယ်လို့အာကျွမ်းကျင်သူတွေပြောပါတယ်တစ်ဖက်မှာကျွန်တော်တို့ပညာရေးအပိုင်းနဲ့ကြည့်ပြန်မယ်ဆိုရင်လေဟိုတုန်းကပေါ့နော်ဒီအာ philosopher John Dewey တို့တွေပြောခဲ့တယ်လို့ចောင်းဆိုတာကလာမယ့်အလုပ်ခွင်သူပြင်ဆင်ရတာမျိုးမဟုတ်ပဲね critical thinking တွေ problem solving skill တွေနော် creativity တွေစတဲ့အခြေခံ foundation အပိုင်းမှာအာ99လေးပေါ့နော်ဒီ လိလာထားမှုတွေရှိမှာအလုတ်ခွန်ထဲရောက်တဲ့ချိန်မှာလဲเนาะဒီအုံနောက်တိတ်သုံးစရာမလိုတဲ့เนาะ manual work day ဥပမာเนาะအဲ့လိုမျိုး work day AI ကလွယ်လွယ်နဲ့အစားထိုးနိုင်တဲ့အလုပ်တွေမင်းမရပဲနဲ့လူရဲ့အားစိုက်မှုလူရဲ့ creativity လူရဲ့အစွမ်းအစအပြည့်ပါတဲ့အလုပ်မျိုးတွေမှာ ပို့ပြီးတော့အလုပ်ရနိုင်ဖို့ပညာရေးဘက်မှာလည်းအာကောင်းမွန်စွာပေါ့နော်ကောင်းမွန်တဲ့ပညာရေးရဖို့လည်းလိုပါတယ်အဲ့တော့ဒီနေ့မှာ ចောင်းទូចောင်းသားរីអនេនដល់លកောင်းអលោតមារីអនេនដល់លកောင်းចំណរុတူချင်းစီအနေနဲ့ပေါ့နော်လုံနိုင်တဲ့အပိုင်းလေးတွေပါလဲဆိုတော့ခုနပြောသလိုကျွန်တော်တို့အာ scale အပိုင်းလေးတွေလင်ယူတဲ့အပိုင်းတွေရှိပဲပြီးတော့ဘယ်အလုပ်ပိုင်းတွေမှာကိုပို့ပြီးတော့မှပေါ့နော်အချိန်ပေးမြုံနံမလဲဆိုတဲ့အပိုင်းတွေကိုတေချာတည်ထားပြီးတော့မှနေရမယ့်အချိန်ရောက်ပြီလို့ဒီနေရာနေအာကျွန်တော်နည်းနည်းဆွေးနွေးချင်ပါတယ်